နည်းနည်းအခုအခုခစ်ကဒီစနိုက်ခစ်လို့ဖြစ်နေတော့လေအဲ့ဒါကိုစဉ်းစားမိပြီးတော့ကိုဆိုတင်တဲ့ပုံစံလေးနဲ့တီးကြီးကိုပြောပြီးတော့မှဆိုဖြစ်သွားတာပါဟုတ်အဲဂရက်ဖြစ်မလားဆိုတော့အဲ့ဒါကြတော့ဘယ်လိုပြောရမလဲဆက်လဲဆက်မှာပေါ့နော်တရှင်တကြောင်းချင်းစီမှာအတိတ်တွေရပါတယ်ပါတဲ့ခါကျတော့အဲဆက်တဲ့လူတွေဆက်မယ်လို့ထင်တယ်ဒါပေမဲ့တချင်းကိုတချင်းလိုပဲမြင်ပေးပါလို့ဟုတ် အဲတခြင်းအကြောင်းအရာလေးမှာပါတာဆိုလို့ရှိရင်ကောင်မလေးရဒီဒေဒီမမီဆိုဆုံးမတဲ့မြတ်တာနဲ့မကိုက်အကောင်မလေးဗီဇာကိုကလစ်တာနဲ့စနိုက်အဲ့လိုမျိုးလေးစနိုက်ဆိုတာအဲ့ဒါတော့အမပြောလို့မရဘူးကိုဆိုလဲလုံရင်လုံမှာပဲအဲ့ဒါကြောင့်ကိုဆိုလဲလုံရင်လုံမှာပဲပြီးတော့မှကိုကအတောက်ပတ်ဆုံးဖြစ်အောင်ပြန်နေပလိုက်မှာရှင်းရှင်းလေးပြောပြီးဆိုတော့ ကိုနဲ့သူနဲ့ရှိနေတဲ့အချိန်မှာကိုအကောင်းဆုံးဖြောင်းနေခဲ့တယ်အကောင်းဆုံးဖြစ်အောင်ဟိုဘယ်လိုပြောမလဲချစ်ပေခဲ့တယ်ဒါပေမဲ့အဲသူမရွေးခဲ့တာသူ့အပိုင်လေးပြီးရင်နောက်တစ်ချက်ကကိုကဒီလိုကကိုမရွေးသွားလို့ငါကသူနဲ့မထိုက်တန်ဘူးလားလို့သွားမတွေ့နဲ့သူကငါနဲ့မထိုက်တန်ခဲ့တာလည်းဖြစ်နိုင်တာပဲသူနဲ့ကိုကမထိုက်တန်ခဲ့တာလည်းဖြစ်နိုင်တယ်ဘာဖြစ်ဆိုတော့ကိုကမှကောင်းဖို့ဖြစ်လာတဲ့ဟာတွေကအများကြီးမို့လို့ဒီလူကကိုနဲ့မထိုက်တန်တဲ့လူမို့လို့အခွင့်လဲနဲ့ပိတ်နေတယ်လို့လည်းတွေးလို့ရတယ်အကောင့်ဘက်ကတွေးရင်တော့အများကြီးပေါ့သိရမလားဆိုတော့

အခုခစ်ကဒီစနိုက်ခစ်လို့ဖြစ်နေတော့လေအဲ့ဒါကိုစဉ်းစားမိပြီးတော့ကိုဆိုချင်တဲ့ပုံစံလေးနဲ့တီးကိုပြောပြီးတော့မှဆိုဖြစ်သွားတာပါဟုတ်အဲဂရက်ဖြစ်မလားဆိုတော့အဲ့ဒါကြတော့ဘယ်လိုပြောရမလဲဆက်လဲဆက်မှာပေါ့နော်တရှင်းတချောင်းချင်းစီမှာအတိတ်ပေတွေကပါတယ်ပါတဲ့ခါကျတော့အဲဆက်တဲ့လူတွေဆက်မယ်လို့ထင်တယ်ဒါပေမဲ့တချင်းကိုတချင်းလိုပဲမြင်ပေးပါလို့ဟုတ်အဲတချင်းအကြောင်းအရာလေးမှာပါတာဆိုလို့ရှိရင်ကောင်မလေးရဒီ ဒေဒီမမီဆိုဆုံးမတဲ့မြတ်တာနဲ့မကိုက်အကောင်ကလေးဗီဇကိုကလစ်တာနဲ့စနိုက်အဲ့လိုမျိုးလေးစနိုက်စနိုက်ပါလေအာဘယ်လိုပြောရမလဲမအဲ့ဒါကြတော့သူတို့ရဲ့ခံယူချက်နဲ့အဆိုင်ဝါပေါ့လေတယောက်နဲ့တယောက်ကတော့မတူပါဘူးဩတချို့ကြတော့လဲဒီဟာမှာတော့အမှန်တမ်းပြောလို့ရှိရင်တော့ဒါရွေးချယ်ခွင့်မရှိဘူးလို့လည်းဒါပြောလို့မရဘူးရွေးချယ်ခွင့်ကအများကြီးရှိတယ်လေဟုတ်တယ်ဒါပေမဲ့သူတို့ရဲ့သူတို့ရဲ့ဗီဇပေါ့တချို့ကြတယ်ဗီဇပေါ့အဲ့လိုမျိုးဆိုတော့ ပြောရခက်တယ်အာအဲ့လိုကြတော့မပြောတတ်ဘူးဘာဖြစ်ဆိုတော့ဒါလူတိုင်းမှာလူအခွင့်အရေးဆိုတာလည်းရှိရလေဆိုတော့အာသူများရဲ့အခွင့်အရေးကိုတော့ညီမအနေနဲ့တော့ပြောလို့တော့မရဘူးအဲ့လိုမျိုးတော့ဟုတ်ဟာအဲ့ဒါပိုအရေးကြီးတာဒီကြိုက်နေတော့အချိန်မှာမိမတွေတော်တော်များများကိုကိုဘီးမဆိုင်ဖြူတာရများတယ်မိနေကြတယ်ဘာဖြစ်ဆိုတော့ဘေးနားမှာ ချစ်ရှိရလေအချစ်ရှိတော့အရာရာပြည့်စုံတယ်လို့ထင်တာတကယ်ကြတော့အဲ့ဒါကိုယ့်ကိုမချစ်လို့ဆိုတော့ကိုယ့်ကိုချစ်ပေးကိုယ့်ကိုဂယူဆိုင်ပေးကိုကိုယ့်ကိုချစ်မှသူများကိုလာချစ်မှာလေဆိုတဲ့အခါကျတော့အဲ့လိုဖြစ်သွားပြီဟဲ့ဆိုလို့ရှိရင်ကိုယ့်ကိုအတောက်ပါဆုံးဖြောင်းနေပလိုက်ကိုလှအောင်နေပလိုက်အဲ့ဒါပဲပြောချင်တယ်အဲအဲ့ဒါတော့အမပြောလို့မရဘူးကိုဆိုလဲလုံရင်လုံမှာပဲအဲ့ဒါကြောင့်ကိုဆိုလဲလုံရင်လုံမှာပဲပြီးတော့မှကိုကအတောက်ပါဆုံးဖြောင်းပြန်နေပလိုက်မှာရှင်းရှင်းလေးသွားပြီဆိုတော့ ကိုနဲ့သူနဲ့ရှိနေတဲ့အချိန်မှာကိုအကောင်းဆုံးဖြောင်းနေခဲ့တယ်အကောင်းဆုံးဖြစ်အောင်ဟိုဘယ်လိုပြောမလဲချစ်ပေးခဲ့တယ်ဒါပေမဲ့အာသူမရွေးခဲ့တာသူ့အပိုင်လေးပြီးရင်နောက်တစ်ချက်ကကိုကဒီလိုကကိုမရွေးသွားလို့ငါကသူနဲ့မထိုက်တန်ဘူးလားလို့သွားမတွေ့နဲ့သူကငါနဲ့မထိုက်တန်ခဲ့တာလည်းဖြစ်နိုင်တာပဲသူနဲ့ကိုကမထိုက်တန်ခဲ့တာလည်းဖြစ်နိုင်တယ်ဘာဖြစ်ဆိုတော့ကိုကမှကောင်းဖို့ဖြစ်လာတဲ့ဟာတွေကအများကြီးမို့လို့ဒီလူကကိုနဲ့မထိုက်တန်တဲ့လူမို့လို့အခွင့်လဲနဲ့ပိတ်နေရလို့လည်းတွေးလို့ရတယ်အကောင့်ဘက်ကတွေးရင်တော့အများကြီးပေါ့သိရမလားဆိုတော့ ခြံခုံသွားရလဲဒါခုံသွားတယ်ပေါ့သူနဲ့တန်ရတန်ရပေါ့အဲ့လိုမျိုးဟုတ်အဲ့ဒါတော့လက်မခံဘူးဘာဖြစ်ဆိုတော့ဒီလူရဲ့အဲ့လူရဲ့ပင်ကိုဗီဇပါလာရင်တော့ကိုကိုလူရဲ့အကြောင်းမပြောရင်လည်းပင်ကိုဗီဇပါလို့ရှိရင်ကိုတငယ်ချင်းနဲ့မဟုတ်ရင်လည်းတခြားကုန်နဲ့ဖြစ်လဲဖြစ်သွားနိုင်တာပဲဆိုတော့ကိုလူရဲ့ဗီဇနဲ့ပဲဆိုင်တယ်ဟုတ်မှာအဲ့ဒါကြတော့လေညီမလေးကအမြဲတမ်းဒီမှာမနေဖြစ်တာလေးပါတယ်ပြီးရင်နောက်တစ်ခါတချင်းဆိုခြင်းမိဟိတ်ဆိုလို့ရှိရင်ဘလို့ကြောင်းရလေးဆိုမလဲအဲ့လိုမျိုးစဉ်းစားမိတဲ့အခါလေးရှိရယ်ဆိုတော့တချို့တချင်းနေဆိုလို့ရှိရင်အဲဒီ TikTok မှာဆိုလို့ရှိရင်ကွာအများကြီးဆော့သွားကြတယ်ဒါပေမဲ့အဆိုတော်ဘယ်သူလဲမသိဘူးဒီအသေးခွဲလေးအစ်စပဲအဲ့လှလှလေးဝတ်လို့ကြွကြလေးရှောက်ပူရီတာရင်းငယ်တဲ့ကောင်းမလေးတယောက်ဆိုလဲအဲ့လိုမျိုးအများကြီးပဲဆော့သွားကြတယ်ပြီးရင်ကိုသမိုင်းကိုရေးပြီးစာစီခဲ့ပုံ CD မှတစ်ခါပဲရင်ဝေးဖြစ်တာရာချီနဲ့ကုံဆိုအဲ့ဟာလေးအဲ့လိုမျိုးပဲအများကြီးမီလီယံနဲ့ချီသွားတယ်ဆော့ကြတာဒီအဲ့ပောက်သွားတာပေါ့အဲ့တခြင်းဆိုလို့ရှိရင် ဒါပေမဲ့အဆိုတော်မသိဒါပေမဲ့ကိုကကျင်နေတယ်ကိုတချင်းလေးသူတို့ကြိုက်ကြတယ်စော့ကြတယ်မြင်ရင်လေပြုံးနေရောပဲကိုဒီကိုလူသိတာမသိတာထက်ကိုတချင်းလူသိတာဆိုပို့ကြိုက်တယ်ဟုတ်အဲကိုကိုယ်တိုင်ရှင်းမထားတာလေဆိုတော့ဒီညမကဒီတချင်းကလေအပ ဒီအပြောလို့လည်းပြောလို့ရတယ်ဝါသနာလို့လည်းပြောလို့ရတယ်ပေါ့နော်လှုပ်လိုက်တယ်ဒါပေမဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီပွဲတယ်ဆိုသွားလိုက်လာလိုက်အလုပ်ဘဝကြပြီးတော့အလောက်ထိအနောက်မှာလည်းအလောက်ထိ supporting light မပေးနိုင်ဘူးလူအင်အားလည်းမနိုင်ဘူးအဲ့လိုမျိုးပေါ့နော်အတိကတော့ဆိုတော့ကိုလည်းအဲ့အကြောင်မလုပ်ဖြစ်တာလည်းပါပြီကိုစီပေါ်ရေးတစ်ဖက်နဲ့ပေါ့လေဟုတ်မလုတ်ဘူးအဲ့လိုမျိုးတော့လေမလုတ်ဘူးဘာဖြစ်ဆိုတော့အာတကူးတကလုတ်တာမျိုးတော့မဟုတ်ဘူးကိုကကိုဆော့တာတွေပါလေလောက်တော့ရှိတယ်ကိုအရန်ကြိုက်တဲ့သချင်းဆိုလို့ရှိရင်အခါ10လောက်ဆိုလို့ဆော့ရင်ဆော့ပလိုက်တယ်ဒါပေမဲ့အဲ့ပေါ်မှာသူတို့ကြိုက်ကြတယ်ဆိုလို့ရှိရင်သူတို့လိုက်ဆော့ကြတယ်โอเคရတယ်အဲ့လောက်ပဲ ဟုတ်တယ်လို့ပြောလို့ရတယ်။ကြီးမြတယ်ကိုဆိုခြင်းနဲ့ဟာဆိုလို့ရှိရင်ဖြစ်အောင်လုပ်ဖြစ်တယ်ဆိုဖြစ်တယ်ကိုမဆိုခြင်းနဲ့တခြင်းဆိုလို့ရှိရင်ဘလောက်ပဲနာမည်ကြီးပါစေဘလောက်ပဲနာမည်ကြီးတဲ့လူဖြစ်ပါစေရေးပေးပါစေပေါ့လေဒီကို သိပါစေပေါ့လေဘလောက်ပဲနာမည်ကြီးတဲ့လူဖြစ်ပါစေကိုမကြိုက်တဲ့ဟာဆိုလို့ရှိရင်တော့မစော့ဖြစ်ဘူးမဆိုဖြစ်ဘူးကိုယ်တိုင်လည်းအဲ့လိုပဲအဲအများကြီးကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်လေဒီကိုတမိုင်းကိုရေးပြီးစာစီခဲ့ပေါ့အဲ့တဲ့ချင်းကိုဒီဆရာနဲ့တပည့်အဖွဲ့ရှိတယ်ဒီတက်တော်မှာဆိုလို့ရှိရင်လေစော့ကြတော့တောက်လျှောက်ပဲသူတို့ကိုတသင်းကသူတို့နဲ့ပါပဲတွေးပြီးတော့မြင်ရတယ်လို့ဖြစ်နေပြီအဲ့လိုမျိုးဆိုတော့ အရန်ဝမ်းသာတယ်သူတို့အတိကသူတို့ဆော့ပေးလိုက်တဲ့အခါကျတော့လေတခြားလူတွေပါအများကြီးအများကြီးအဲကလေးတွေကိုဆိုတော့ချစ်စရာလေးဆိုတော့ပုံမြင်ကြတယ်ပို့ပြီးတော့ like ဆော့ကြတယ်ဆိုတော့အများကြီးကျေးဇူးတင်ပါတယ်လို့ချေမိုးကလေးဆိုဟုတ်တယ်အဲ့ဒါစင်ချေမိုးကလေးဆိုမဆူချိုင်းနဲ့ရိုက်ထားတာ MV ကနည်းနည်းအဆင်မပြေတဲ့ဟာတွေများသွားတော့လေအတော်တော်များများလဲဝေဖန်ပြီးကြတယ်တချင်ကတော်တော်ကောင်းတယ် MV ကနည်းနည်းအဆင်မပြေဘူးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကိုလည်းအဲ့မှာအတော်တော်တော့ဟိုဟာနောက်ထပ်ရလိုက်တယ်အဲ့ကြောင့်မလို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်စစ်စစ်ဆက်နဲ့တေးသေးသက်သက်နဲ့တော့ စူးစမ်းပြီးတော့လုပ်သွားပါမယ်လို့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီလာမဲ့ snipe ဆိုတဲ့တခြင်းလေးကိုလည်းကိုမကြိုက်တဲ့ဒီကိုကိုထားခဲ့တဲ့လူရဲ့နောက်ဆော့ကိုပေါ့နော် disc ရင်းနဲ့ဆော့လို့ရပါတယ်လို့အားလေးလာပြောပါပါကျေးဇူးပါရှင်ကျေးဇူးပါ